ဘိုင်း PS အများပိုင်းဘတ်ကားစနစ်ပြောင်းလဲလိုက်တာဟာအခြေခံလူတန်းစားတွေအတွက်အခက်အခဲရှိနေတယ်လို့ဈေးတယ်တွေနဲ့ဆက်လွယ်လုပ်ငန်းသမားတွေကဆိုပါတယ်ဆွတ်ဆွတ်တွေကသတင်းပေးပို့ထားပါတယ်အစိုးရအသစ်လက်ထက်မှာဇန်နဝါရီလ16ရက်နေ့ကစတင်ပြောင်းလဲလိုက်တဲ့ YBS အများပိုင်းဘတ်စကားစနစ်ဟာအခြေခံလူတန်းစားတွေအတွက်ငွေကြေးအခက်အခဲနဲ့တောလာခြင်းအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ဈေးသေးတွေအပါအဝင်ဆုပ်လုပ်ရေးလုပ်သားတွေကုန်ထမ်းသမားတွေကပြောပါတယ်။နောက်ပြီးရတော့စက်တွေကြီးကကောင်းတော့ကောင်းတယ်ဒါပေမဲ့ တက်ကြောင်ရောဒီတက်ကြောင်ခီးရအချိန်နဲ့မရောက်နိုင်ဘူးယုံတက်ကြောင်ကာနစ်စစ်စီရတယ်ကာနစ်စစ်စီရတော့ဘာလို့မှအခက်အခဲတွေကြုံရတာပေါ့လေဒါဒီဖြစ်နေအဆင်ပြေမှာလည်းစောင့်ကြည့်ကြပါလေဘုံကတော့400ကုန်တယ်ဒါမှမဟုတ်ကိုယ်စားကတကယ်လို့လမ်းလျှောက်မယ်ဆိုရင်400ပဲကုန်တယ်လမ်းမလျှောက်ဘူးဆိုရင်600ကုန်တယ်အဲ့ဒါပါပဲတခုကတော့လာရတော့အဲ့ဒါလိုပါပဲတိတ်ပြီးတော့ကြွားချမှုတော့မရှိပါဘူးကားနေတာနဲ့နောက်ကြတာနဲ့မရောက်တာပါပဲအချိန်မီမရောက်တာနဲ့ အဲ့ဒါတကူပဲလို့ပြောအခက်အခဲရှိပါတယ်။ဟော200ဆိုရင်ဒီသိန်းစေကိုရောက်တယ်အခုဆိုရင်1000လောက်ကုန်မှဒီကိုရောက်တယ်စာဝန်နေကြတယ်ပိုးကုန်သွားတယ်စာဝန်နေကိုဘယ်လိုခေါ်ချိုးချံစားရတာပေါ့ရတယ်ဝင်ငွေနဲ့ချိုးချံစားရတာပေါ့ WiFi စနစ်မပြောင်းလဲခင်ရှင်ကမိမိတို့လိုရာခေးရောက်နိုင်ဖို့တစ်နှစ်ကိုတော့အပြန်လန်းစေကုန်ကြောင်ငွေ400ကျပ်သာပေးရပေမဲ့ယခုစနစ်သက်ပြောင်းလဲချိန်မှာတော့တစ်နှစ်ကိုခေးစေ2ဆ3ဆပိုကုန်လာတယ်လို့ပြောပါတယ်အများပိုင်းဘတ်စကားစနစ်ကြောင့်တစ်နှစ်ဝင်ငွေရှာပြီးမှတစ်နှစ်စားတော့ရတဲ့အခြေခံလူထန်းစားတဲ့အတွက် အခက်ခဲတွေရှိလာကြပါတယ်။လိုရခရီးကိုရောက်ဖို့ကားနှစ်ဆင့်သုံးဆင့်ပြောင်းစီရသလိုကားအစီးရအတွက်နေငင်နဲ့ပြေးဆွေးပေးနေတာကြောင့်အချိန်ကျညာပြီးအလုပ်ရှင်နောက်ကျမှုတွေရှိနေပါတယ်။ဒါအပြင်ဘတ်ကားစီးနေရမှာလည်းအခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။ရင်တော့ကားကြည့်ရဆိုတာတကယ်တော့နေပြီဒီမျိုးတဲ့ကို300ပဲပေးရတယ်ခေါင်းကန်တက်စီတာဂိတ်စဂိတ်ဆုံးဆင်ပြေတယ်ခုက400လဲကုန်မယ်200ကလဲစီးရဒီကားအဆင်ပြေဟိုကားတက်ဖို့ဆိုတာကားအဆင်နေမဖြစ်သေးဘူးကားမတိုင်မှာ나이ဝက်လောက်စောင့်နေရ ောက်ကားကိုပြောင်းစီးဖို့ဆိုတာဒါနေစင်နေများဆိုရင်အဆင်မပြေနိုင်ဘူးအဲ့တော့ဂိဆဂိဆုံကားတွေကိုဆွဲပေးပါကားကလိုတောင်းမယ်ဆိုရင်တရားတလေပို့တောင်းလို့အဆင်ပြေတယ်ဂိဆဂိဆုံကိုပဲလိုချင်တယ်မတက်ရရင်လည်းရရပြေတယ်သူကဒီကားအဆင်လိုက်တယ်နောက်ကားကိုတက်ဖို့နောက်ကားလည်းမလာလာတဲ့ကားချက်ပြန်တော့လည်းဒီလူအုပ်နဲ့တက်လို့ရတာအဆင်မပြေဘူးတက်စီငါးစီးဖို့ဆိုတာလည်းလက်လုံးနဲ့စားတယ်ဘွား အဆင်မပြေနိုင်ပါဘူး။ညဘက်ကျတော့လည်းအဆင်မပြေဘူး။ကားတွေအရန်ကျတယ်ပေါ့နော်။ဒါတိုင်းရောက်တာလည်းရောက်တာပဲ။အခက်အခဲရှိရင်မနေ့ဘက်ဆိုလည်း၄နာရီလောက်ဆိုထပြီးစီးရတယ်ပေါ့နော်။ငါကတော့ပြန်ရင်ဆိုမနေ့၅နာရီဆိုဒီ၆နာရီ၇နာရီတယ်ပေါ့နော်။အခုကျတော့ကဘာမှမသိတဲ့ခါမျိုးကျဒီဈေးတောင်ဒီတိုင်းကြီးဆို၇နာရီ၈နာရီတယ်ပေါ့နော်။အဆင်မပြေဘူးပေါ့နော်။အဲ့လိုမျိုးခက်ခဲလေးရှိတာပဲ။ညဘက်ကျလည်းကလူကြီးကြီးတိုးနေခါမျိုးအဆင်မပြေဘူးပေါ့နော်လေ။အဲ့လိုမျိုးလေးရှိတယ်။အများမိုင်ဘတ်စကားစနစ်ပြောင်းလဲမှုကြောင့်ရှေခန်လူတန်းစားတွေအတွက်ခက်ခဲရှိပေမဲ့ဒီလိုစနစ်တစ်ပြောင်းလဲမှာ အရင်ထက်ပိုမိုကောင်းမွန်လာဖို့အတွက်ကိုပြည်သူတွေကမျှော်လင့်နေကြပါတယ်ကျမစုစုသွေးပါ